ကျွန်တော်ပြီးခဲ့တဲ့ပွဲကဒီကောင်လေးကိုပြလိုက်တယ်နော်ဒီဒီဒီကောင်ဒီဒီဒီငါးကက်လိုင်းရိတ်လေးလေး2.5 2.3ဆိုတာအဲအဲ့ဒီမှာအဲဒီလိုင်းပေါ့ဗျာဒါပေမဲ့ငါးကက်လိုင်းကြီးကဟိုနော်တယူတန်လို့လည်းမရငါးကက်လိုင်းကြီးကလေချဲကတော့တယူတန်လို့မရဘူးဗျချဲဆိုတာတော့ဒီငါးကက်လိုင်းကကျွန်တော်ပြောနေကြမယ် မှတ်မိကြမယ်ထင်တယ်ဒီရှီကိုလေးစာရှီကိုလေးဖော်မွေးတွေအောင်းသွားတဲ့ဒီ market line ပေါ့ဗျာဒီနှစ်ဦးရှီပေါင်းနှစ်ရှီပေါင်းနှစ်ရှီပေါင်းရှီပေါင်းနှစ်ရှီပေါင်း6ရှီပေါင်း6ရှီပေါင်း6ရှီပေါင်း5မှာရှီပေါင်း5အဲ့ဒီ market line ပေါ့နော်ဒါကလူတစ်တွေပါတဲ့အတွက်ကြောင့်ဒီ market line ကိုမဖြတ်ပြလိုက်ရင်ကြည်ရတာမပြည့်စုံတော့ဘူးပေါ့နော်မပြည့်စုံဘူးလို့ခံစားရမယ်ကျွန်တော်အစားအနေပြန်ပြမယ်ဒီရှီကိုလေးအောင်းသွားတဲ့ကွင်းတွေရောနောက်ဆောင်ရမယ့်ကွင်းတွေလည်းရှိရဲ့လောလောဆယ်တော့ကျွန်တော်ပြခဲ့တယ်ပြီးခဲ့တဲ့အချိန်ကပြခဲ့တဲ့စနေလေးတိုင်းဒီအဲ့ဒီ market line မှာရှီကိုလေးအောင်းသွားတဲ့ကွင်း ရာကအဲ့ဒီဒီအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ပြောတာကဒီထိတ်တူထိတ်နှလုံးရဲ့ခွန်ရဲ့ဘေးမှာကြတဲ့ကဏ္ဍဟာသူ့အပေါ်ကိုးချိန်မြောက်ကပါဝါထိတ်စီပါဝါထိတ်စီကစားတယ်ပါဝါထိတ်စီကစားပြီးရတယ်အဲ့ဒီကျွန်တော်ကဒီရှေးပေါင်းနှစ်ရှေးပေါင်း6ရှေးပေါင်း6ကိုအဲ့ဒီနှစ်ကိုဒီမှာရှေးပေါင်းနှစ်မူယူလာကျွန်တော်ကဒီကောင်နှစ်မျိုးကစားတယ်ဒီနှစ်ဦးမူနဲ့လည်းကစားတယ်လို့ပေါင်းဆက်ပြီးတော့လည်းကစားတယ်အဲ့ဒါလို့ပေါင်းဆက်ကစားတဲ့အချိန်မှာဒီကိုးငါးချက်လည်းကစားတယ်ဒီနှစ်ကဒီမှာလည်းဆင်းသက်တာ哦ဒီကောင်ကိုနှစ်ကပါဘုံရိုက်တာဒီနှစ်ဒီနှစ်ကိုလည်း နှစ်ဥမာမူနဲ့ရိုက်တယ်လို့ဒီနှစ်ကိုလည်းဒီမှာရိုက်တယ်ဒီကောင်ကတော့ကိုပိမူနဲ့ရိုက်တယ်ပေါ့နော်ကိုပိ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 ဆိုပြီးတော့သူကဒီရိုက်ကစားခဲ့တယ်ကစားကွက်ပေါ့အဲအဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာဆိုဖြစ်တာကဒီထိတ်တူထိတ်နှလုံးခွန်ရဲ့ဘေးမှာရိုက်တဲ့ကနားအတူအပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်ယောက်ကငါးထိပ်စီပါဝါပုံညဆိုတဲ့ထိတ်စီနဲ့ကစားပြီးတာနဲ့ဒီကိုးနောက်ပဲကျွန်တော်ငါးချိန်နဲ့ယူလိုက်တဲ့အချိန်ဒီကိုးလေးကြောင့်ကိုးပါဝါလေးဒီကိုးလေးကြောင့်ကိုးပင်များကိုသူကပါဝါထိတ်စီကစားမယ် အဲ့လိုယူဆနေပေါ့နော်ပါဝါဒစီကစားမယ်ကစားတဲ့အချိန်မှာထိတူတွေနှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာကစားမယ်အဲ့လိုဖြစ်တဲ့အချိန်မှာလည်းဒီထိတူတွေနှလုံးခွန်ရယ်ဒီ brake ဒီမှာကြမယ် brake ရယ် brake ရယ်ဟာဒီနှစ်ဦးမို့သွားယူပါဘုံကပုံကဟိုကကစားတာပေါ့နော်ကျွန်တော်တို့ကဒီပုံကစားတာပေါ့နော်သူရဲ့လက်ကွယ်တိုင်းမျောကစားတာဒီ brake ခွန်ကြောင်းအဲ့ဒီခွန်ရယ်ဒီထိတူတွေနှလုံးခွန်ရယ်ဒီတုံ့ရ brake ရယ်ကိုသူကခွန်တုံ့ရခွန်ဆိုလေးဖြစ်တာအဲ့ဒီလေးကိုကျွန်တော်ကဒီကိုပိတ်မူနေယူတာကိုပါပါလေးပေါ့ဗျာနော်လေးဆိုပြီးယူတာအဲ့ဒီဒီကိုပိတ်တွေကြောင်းမဲ့ဆိုကိုချိန်မျောပါပါသိသိဒီ ထဲ့လူဒီနှလုံးခွန်ရဲ့ဘေးမှာပဲပုံပုံသေးကစားထားတာငါးသနာဖြစ်တော့ကြာသူ့အပေါ်ဟိုးချိန်ရမှာငါးရက်ရှိလို့ငါးပေါက်မှာသုံးများထည့်လိုက်တာ ਨੇ ကျွန်တော်ညမှာသုံးများပြည့်ဖြစ်အောင်နောက်ပေါင်း၁၀ထည့်လိုက်တာဘောနော်နောက်ပေါင်း၁၀ထည့်လိုက်တာဒုတိယကံမှာလည်းဒီတိုင်းပဲဒီဒုတိယကံမှာကျတော့ဒီမှာထဲ့လူထဲ့နှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာပဲသူကကြတဲ့ထိတ်စီရသူ့အပေါ်တစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်ကဒီ၉နောက်ပိတ်မူတွေကြောင်းမယ်၉ချိန်မြောက်က ဖိတ်စည်းကိုဥပါဝါ၄နေကစားပြီးတော့ဒီခွန်ရဲ့ဒီနှလုံးပေါင်းခွန်ရဲ့ဒီမှန်မှာကြမယ်ပဋိနှစ်ရဲ့ငယ်ပေါင်းရင်ကိုအဲ့ဒီကိုရဲ့နှစ်ဥပဋိရဲ့ငါးပဋိရဲ့ပေါင်းတော့၄ကိုပဲသူက၄ပုံတင်နေပဲကစားတာကိုပါပါ၄ဆိုတဲ့အယူဆယူဆလို့ရတယ်ဗောနော်အဲ့လိုတတိယကတ်မှာလည်းကျွန်တော်ကမှပုံတွေခွန်ထောက်တာပုံတွေလို့ဒီမှာခွန်ထောက်ပြီးဆိုတာနဲ့ဒီညမှာကြားတဲ့ဖိတ်စည်းကသူ့အပေါ်ကိုးချိန်ရောက်ကဒီမှာကိုပါပါ၄ထိတ်ဆိုပြီးတော့သူကပါပါကစားတာကိုနောက်ပိတ်မူတွေကြောင့်နော်ဒီဒီလိုင်းကကိုကိုကျွန်တော်ပြောနေတာကကို ကိုစရာတွေကိုလေးစရာတွေအဲ့လိုစားတာနဲ့သူကဒီခွန်ရဲ့ဒီနားမှာကြားတဲ့ပရိနှိရဲ့ပေါင်းတော့ကိုအဲ့ဒီနှိဥပရိငါးကြောင်ပဲသူကငါးနဲ့ပေါင်းတော့လေးအဲ့ဒီလေးကြောင်ပဲဆိုကိုပါဝါလေးဆိုလဲပုံပြီးကစားတာဒီငါးသုံးချက်ကိုဟဲ့ခွန်ဖြစ်ချင်းပရိနှိသုံးချက်လို့သူကစားသွားတာအဲ့လိုကစားသွားတာအဲ့လိုကစားသွားတာဆိုရင်ကျွန်တော်တို့ကဒီမှာဒီမြက်မှာခွန်ဖြစ်ချင်းပုံပြီးဆိုတော့ခွန်ငါးချက်နဲ့ညီဒီနေရာမှာတစ်ချက်ဒီနေရာမှာတစ်ချက်ပေါ့ဒီနေရာမှာသူကစားခဲ့ရင်သူ့အပေါ်၉ချိန်ရောက်တာဒီခွန်ထိပ်စီကိုခွန်ပါပါနှစ်ထိပ်ကိုခဲ့မယ်ခဲ့ပြန်တယ်ဒီမှာခွန်ရှိတဲ့အတွက်ကြောင့်ဒီနေရာမှာ ပရိလိတိဒီခွန်ရဲ့ဒီညမှာပရိလိရဲ့ပေါင်းရင်တိအဲ့ဒီတိရဲ့ဒီနှစ်ဥပရိ၃ရဲ့ပြန်ပေါင်းတော့၄ကိုဒီ၉နောက်ပိတ်မှုကြောင့်၉ပါဝါ၄ပုံလေးနဲ့ဆိုဒီညမှာကျွန်တော်ပရိလိပြောခဲ့တယ်ကျွန်တော်တို့မန်ဘာရှယ်အိုးကတော့၃၃ညာ၅ဝန်ချင်းဖြစ်သွားတယ်ပေါ့နော်ဒီညမှာကျွန်တော်တို့ဖတ်သွားတာက၃၅နှစ်၃၅နှစ်ထွက်သွားတာဒီညမှာ၃၅နှစ်ကျွန်တော်တို့ဖတ်သွားတာ ဲ့တော့ तू မပေးသေးဘူးမပေးသေးဘူးဆိုတော့ကျွန်တော်အဲ့ဒီမှာဗားတစ်ချက်ပြောခဲ့လေဆိုတော့ပြီးခဲ့တဲ့ကွဲကဒီနေရာမှာတော့ तू ဖြစ်နေတာခွာငားတွေဖြစ်နေတယ်ခွာငားတွေဖြစ်နေတယ်ခွာငားရဲ့အောက်ကြီးပဲဖြစ်နေတယ်သူကခွာငားဒီခွန်ညှက်ရိုက်တဲ့ပုံစံလိုဖြစ်တာပေါ့နော်လေးကတ်မှာတော့လေးကတ်သူအတိကြပြီးထားရင်ငားကတ်မှာသူအဖျားဆိုလောက်တော့မှာခွန်မွေးပုံစံနဲ့လောက်တော့မှာအဲ့ဒါကိုကျွန်တော်ကတတိပေးခြင်းတာအဲ့ဒါဆိုရင်ကျွန်တော်ကဘေးရောက်ခွန်ကိုမယူဘဲနဲ့အခုခွာငားကြိုက်တိုင်းလေကျွန်တော်တို့ကလိုက်ရမှာကျွန်တော်ယူဆတာကကျွန်တော်ကဒီကိုးရဲ့နောက်ကိုပဲကျွန်တော်ကလိုက်ပြီးကစားတာကစားတဲ့အတွက်ကြောင့်ဒီကိုးကနေဒီမှာလက်ခွန်ကိုတွဲတယ်နော် ီမှာတုံးကန်နဲ့ခွဲကြည့်လိုက်ဒီငါးဘက်သုံးချက်ကိုတက်မှုခွဲကြည့်လိုက်ရင်ဒီမှာမတူညီတဲ့ဒီခွန်သုံးချက်မှာလေခွန်ကိုးနောက်တွဲဖြစ်တယ်ခွန်ကိုးနောက်တွဲဖြစ်တယ်ဖြစ်တယ်ပေါ့အဲဆိုရင်အဲ့ဒီခွန်ကိုးနောက်တွဲရရင်အချိန်ကိုက်ကိုဆင်းလာလိုက်ရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခွန်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ဆက်တစ်ချိန်မြောက်မှာသုံးနှစ်နဲ့ပဲခွာထားတာအဲ့တော့ဒီကောင်ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခွန်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၀ချိန်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခွန်ချိန်၈ချိန်၉ချိန်၁၀ချိန်အဲ့ဒီကောင်က၁၇ချိန်ဒီကောင်က၁၀ချိန်ဒီကောင်က၁၀ချိန်မှာ ပြီးတော့ဒီမှာခွခွငါးဆိုပြီးကစားထားတာပြောချင်တာကဒီကောင်းရဲ့နောက်ဒီမှာပဲသူကခွငါဒီကိုနောက်ပဲရမူနောက်မှာပဲသူခွငါကိုလိုက်ကစားတာအမိလိုက်ပြီးတော့ကတ်ကစားတာကစားတာဖြစ်တဲ့အတွက်ကြောင့်ဒီအဲ့ဒါဆိုရင်ကျွန်တော်ကဒီဘေးတော့ခွန်နဲ့မယူတော့ဘဲနဲ့ဒီငါကက်လိုင်းနေမှာကခွငါရဲ့အောက်မှာကြာတဲ့ကဏ္ဍကသူ့အပေါ်ကိုးချိန်မြောက်ကပါဝါထိပ်စီကျွန်တော်တို့ယူကြည့်လိုက်အိုးကြီးမြောက်ကပါပါသေးသေးဒီမှာငါးငါးတောင်ငါးပါပါတုံညာနဲ့ရိုက်ပြန်တယ်သူ့ဘေးတိုက်ကခွန်နဲ့သူ့ရဲ့လက်ွက်တိုင်းတော့ ဒီမှာခွန်ငါလို့ညှက်ထောက်ဖို့ဟာငါကတ်မှာတော့သိမလွယ်ဘူးနော်တကယ်လို့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာမပေးဘူးဆိုရင်ခွာငါရဲ့အောက်ကိုလည်းလက်ရမယ်သူကလှည့်စားထားတာဟို 3D က organan ကိုမမိအောင်လို့သူကလှည့်စားထားတာဟိုသဘောတရားကတော့ကိုယ်စိတ်ထင်နေပေါ့ဗျာဒီမှာသူနှစ်ခုညှက်ထောက်ထားတယ်ဒီခွာငါကိုမိတဲ့အချိန်ကျရင်သူကခွာငါအောက်မှာချမှာသဘောခွာငါကိုလိုက်ပြီးတော့ဒီခွာခွန်ကိုမိရင်ခွာခွန်ရဲ့ဘေးမှာသူချမယ်သဘောမျိုးကြီးဘာတော့မသိဘူးပေါ့နော်သိလည်းမပြောချင်ဘူးအဲ့တော့ဒီကသူကဒီခွန်ခွန်ခွန် ခွန်ဆိုရင်တော့ဒီမှာခွန်တစ်ချက်သူမကစားပါဘူးဟာဒီမှာနှစ်ပိတ်မှာခွန်တစ်ချက်ရှိရယ်ပေါ့ဒီနေရာမှာကျွန်တော်စောင့်အောင်လို့ကျွန်တော်ပြောခဲ့တယ်တော့မှကျွန်တော်ဒီစားပြန်တွေးတဲ့အချိန်မှာပြန်တွေးတဲ့အချိန်မှာကျွန်တော်တို့အချက်ကြည့်ကြည့်လိုက်ရင်ဒီခွာငားတွေဖြစ်နေတယ်ဒီမှာသူနှစ်ကက်နဲ့ခွဲဆော်လိုက်ရင်ဒီငားတဲ့ပရိငား၃ဒီပရိငား၃ချက်ကိုတလိုင်းခွဲယူလိုက်ရင်ဒီခွန်၉ရဲ့ဒီမတ်စီမီယံနော်နှစ်ကက်တဲ့တွေ့ရင်မတ်စီမီယံမယ်ငားခွန်၉ရဲ့ခွန်ခွန်၉ရဲ့ဆိုတော့နည်းနည်းလေးဖက်ဆင်ဆင်ရှိတယ်အဲ့ဒီနောက်မှာခွာငားလို့စလိုက်ကြတယ်သူက သုံးနှစ်အခွနဲ့လိုက်တာသူ့အောက်မှာနှစ်ကန့်နဲ့ကြည့်ရင်ပြန်ကြကစားမလားနော်ပြန်ကြကစားမလားသုံးသုံးညာခွန်သုံးညာသုံးခွန်နော်ပြန်ကြကစားမလားဒါပြန်ကြလဲပြောမရအောင်ကျွန်တော်ပြန်ကြလဲတန်တရားနည်းနည်းဝင်နေနော်အဲ့ဆိုရင်ကျွန်တော်ဒီခွန်ကိုရဲ့နောက်တွဲမှာသူကခွန်ငါ့ကိုသုံးနှစ်နဲ့ပဲခွာတာခွာတဲ့အချိန်မှာသူ့အောက်ကိုကြားတဲ့ကဏ္ဍဒီထက်ကပြန်ကြကစားမလားသို့မဟုတ်အလုံးစုံတွေ့ရှင်းနေတဲ့ကဏ္ဍလားဒီလိုလေကျွန်တော်တစ်ချက်တွေးရမယ်နော်လုံအောင်လို့အဲ့ဆိုရင်ငါးချက်နဲ့အညီကစားကြည့်လိုက်မယ်ကျွန်တော်ဒီမှာခွာငါခွာငါ့ရဲ့အောက်ကိုကျွန်တော်ဒီဖြစ်စဉ်ကိုအချက်ပြန်လိုက်မယ်ဘေးကိုက်ခွန် နဲ့မလိုက်ဘူးပေါ့နော်မလိုက်လိုက်တာသူမပေးခဲ့တဲ့အတွက်ခွာငါးပုံလေးတွေခံထားတယ်ခွာငါးပုံလေးတွေခံထားတယ်ဒီမှာခွာငါးပုံလေးတွေခံထားတယ်အဲ့ဒီခွာငါးပုံလေးတွေခံတဲ့အတွက်ကြောင့်ခွာငါးရဲ့အောက်မှာငါးကပ်လိုင်းအဖြစ်နဲ့ပုံမွေးစနစ်နဲ့ကျွန်တော်တို့လိုက်ကြည့်လိုက်ရင်ဘယ်လိုယူဆမလဲဆိုတော့ဒီခွာငါးရဲ့အောက်မှာကြတဲ့ထိပ်စီးဟာဘာထိပ်စီးလဲသူ့အပေါ်၉ကြိမ်မြောက်ကပါပါထိပ်စီးဆိုရင်၅ပါပါအကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်၈ကြိမ်၉ကြိမ်ရောက်က၅ထိပ်စီရ၅ပါပါ၃ရထိပ်နဲ့ကစားပြီးတာနဲ့သူ့ရဲ့ဘေးတိုက်ကခွန်ဒါလည်းပဲပေါင်းရမှာနော်သူကခွန်နေပြီဖြစ်ခဲ့ခြင်းကြောင့် ဒါနဲ့ဒီခွန်နှလုံးနဲ့ဒီ၃လေးခွန်နှလုံးနဲ့ဒီပရိတ်နဲ့ပေါင်းတော့ခွန်အဲ့ဒီနှစ်ဥပရိတ်နဲ့ပြန်ပေါင်းတော့ခွန်အဲ့ဒီခွန်တုံညာခွန်ဆိုတာကခွန်ဘောပါပါလေးလေးဆိုတဲ့မူနဲ့ကျွန်တော်ပြန်ကစားခြင်းလားသူ့ရဲ့လှဲ့ခွက်ကိုပေါ့နော်တချို့ကြတော့ဒါလိုက်မိခြင်းမှမိမယ်နော်ဒါကသူ့ရဲ့ကျွန်တော်ရဲ့ဒါမြင်တဲ့အတိုင်းဖြားတာသူ့ရဲ့ဉာဏ်ဉာဏ်နဲ့များလို့ကျွန်တော်လိုက်ကစားတာမဆိုင်ပါဘူးကဒီကိုကစားတာဒီနှစ်ဥဟာကြီးနဲ့ကြာသွားမပေါင်းတာကတဘာဝမကြောက်လို့တော့မတွေးနဲ့မကြိုက်ရင်လည်းမကစားနဲ့ကျွန်တော်ကဒါမျိုးတွေနဲ့ခဏခဏလေးရခဲ့ဘူးတယ်မကြခဏလေး ခံရခဲ့ဘူးလေနော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီကနီးနဲ့ကစားတာအဲ့တော့ဒီကိုးပါပါလေးနဲ့ပဲဒီလိုပြန်ချုပ်မယ်ဆိုတဲ့ကစားတာအဲ့ဆိုရင်ဒီနှလုံးခွန်ရဲ့ဒီပရိရဲ့ပေါင်းတော့လေးရဲ့နှစ်ဦးပရိနဲ့ပြန်ပေါင်းရင်ခွန်ကိုခွန်တုံညာခွန်ဆိုတော့လေးအဲ့ဒီလေးဟာကိုးပါပါလေးလေးဆိုပြီးတော့သူကပထမတစ်ချက်ကိုသူဆိုလို့တယ်ဆိုလို့တော့ဒုတိယတစ်ချက်မှာလည်းကျွန်တော်တို့ကဒီမှာခွာငားလို့ကြလာတဲ့အတွက်ကြောင့်သူ့အောက်မှာသူ့ဘော်ကိုးချိန်မြောက်ကဆိုတော့ကိုးထိတ်အဲ့ဒီကိုးပါပါလေးထိတ်လို့ယူယူပြီးတာနဲ့ကျွန်တော်ဒီဒီမှာကြတဲ့ပရိနဲ့သူ့ဘေးတိုက်ကခွန်နဲ့နှလုံးခွန်နဲ့ပေါင်းတော့ ခွန်နှစ်ဆိုတော့6ရယ်နှစ်ဥပဒေက9ကြောင်သူကခွန်နှစ်9ဆိုတော့4ပဲအဲ့ဒါကြောင့်လို့ကိုပါပါ4ဆိုပြီးကျွန်တော်5ချက်ကစားခြင်းလာအဲ့လိုဒုတိယချက်တတိယအချက်ရောက်တဲ့အချိန်မှာဒီမှာလဲသူကဒီမှာခွန်9လို့ဒီမှာကြားထားပြီကြားထားပြီနဲ့သူ့ဘေးလိုက်ကခွန်နေသူ့နောက်မှာကြားတဲ့ဗရိတ်ရဲ့ပေါင်းတော့တအဲ့ဒီသူ့ရဲ့ထိတ်စီရတော့အပေါ်6ချိန်ရောက်ကကိုပါပါ4ချိန်နဲ့ကစားထားပြီးတော့လေးထိန်နဲ့ဗရိတ်နဲ့ဝင်ရပါအဲ့တော့လေးထိန်နဲ့ဗရိတ်နဲ့ဝင်ခွန်နှစ်နှစ်ဥပဒေနဲ့ပေါင်းတော့9ဆိုတော့သူကလေးမှတ်တမ်းနေပဲသူက လေးသုံးချက်ရှိသွားပြီเนาะအဲ့လိုစတုတ်ကကပါလေဒီမှာလေသူကအဲ့ဒီနှစ်ချက်မှာပဲနှလုံးဘေးတဲ့ခုံလို့ကစားတဲ့အချိန်မှာသူ့အပေါ်မှာခွားငါခံထားတာအဲ့ဒီခွားငါရဲ့အောက်မှာကြားတဲ့ထိပ်စီးရလေသူ့အပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်၉ချိန်၉ဒီလေးတွေနဲ့ပတ်သက်ကစားမှာပေါ့เนาะ၉ချိန်ကြောင့်မှတစ်ထိပ်ရှိလို့တစ်ပါဝါ၆ထိပ်နဲ့ကစားပြီးခါမှဒီနေရာမှာဗတိညှိဝင်ရတဲ့အကြောင်းကြီးကဒီမှာနှလုံးပေါင်းခုံရှိလို့ခွန်ပေါင်းခွန်နဲ့ဒီနှစ်နဲ့ပေါင်းတော့ကိုအဲ့ဒီကိုကြောင့်ပဲဒီနှစ်ဥပဒေ၅နဲ့ပြန်ပေါင်းတော့လေဒီနှလုံးခွန်နှစ်၅ဆိုတဲ့ ပေါင်းခြင်းဟာ၄ပဲအဲ့တော့၄တစ်ချက်ဒီနေ့ထဲမှာကြံနေတယ်ကြံနေတဲ့အကြောင်းဘေးတော့ခွန်မှလည်းသူမလာရဲ့ဘူးခွာငားလေးလည်းသူရှင်းလေးကလုံးမှာပုံတွေကစားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်ချက်တွေ့ရမှာကဘေးတိုင်းဒီနှစ်လိပ်ထိတ်စီးနှလုံးခွန်ဖြစ်ခြင်းရဲ့ဘေးမှာလည်းကစားရမှာဖြစ်တယ်လို့ခွာပေါင်းငားရဲ့အောက်ကြတိုင်းမှာလည်းကျွန်တော်တို့ကဒီ line ကိုလိုက်ရမှာလိုက်ရမှာဖြစ်တဲ့ဆိုရင်အခုခွာငားဒီမှာကျလာပြီခွာငားကြတိုင်းလိုက်ရမှာနော်အဲ့တော့ခွာငားကြတိုင်းလည်းလိုက်ရမှာခွာငားကြတိုင်းမှာမလာဘူးဆိုတော့ဒီဘေးတဲ့ခွန်မှာကျွန်တော်တို့ကအချက်ပြန်ကစားရမယ်နော်အဲအဲ့အမျိုးကြောင့်မိုက်ခံရမှာဆိုလို့အဲ့တော့ဒီမှာခွာငားရဲ့အောက်မှာကျွန်တော်တို့လိုက်မဲ့ကဏ္ဍဟာ သူ့အပေါ်၉ချိန်မြောက်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၈ချိန်မြောက်မှာသူကမရှိနေလဲဆိုတော့၈ချိန်မြောက်မှာ၈ထိပ်ရှိတယ်၈ထိပ်ဆိုရင်ဒီနေ့မှာ၈ပါဝါဟမ်ကိုးချိန်နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်သူကကိုးတွေလေးတွေကိုကိုးချိန်မြောက်မှာသုံးထိပ်ရှိတယ်သုံးပါပါဒီနေရာမှာရှစ်ထိပ်ထဲမှာကျွန်တော်တို့ကနော်ရှစ်ထိပ်နော်ရှစ်ထိပ်ထဲမှာရှစ်ထိပ်ထဲမှာဆိုတော့သူ့ဘေးတိုင်းမှာကဘာရှိနေလဲ ။မရှိနေလဲဆိုတော့ဒီဘေးတိုက်ကခုံမဟုတ်ဘူးတော့ဒီကောင်ဝဲပေါင်းရမှာသူ။အဲ့တော့ဒီမှာဒီဘေးတိုက်ကရှင်းကားဆိုတော့နှလုံးပေါင်းချင်းက၃ဖြစ်နေလေလို့ဒီ၃ရယ်ဒီနားမှာကြာမယ်ပရိရယ်။ဒီနှစ်ဥပရိက၃ရယ်ကို၄ဖြစ်ရမှာ။အဲ့၃မျိုးပေါင်းတော့ဒီပရိရယ်ဒီနားမှာကြာမယ်ပရိရယ်ပေါင်းဒီရှိရနှလုံးနဲ့ထပ်ပေါင်းရင်၄ဖြစ်ရမှာကွာကိုးပါပါ၄၅ချက်ကျွန်တော်ကကစားချင်တာ၄ချက်ကစားသွားပြီအဲ့တော့ခွာ၅ကြတိုင်းကိုကျွန်တော်ကဒီနှလုံးပေါင်း၃ရယ်ဒီနှစ်ဥပဒေက၃ရှိလို့၃၃ဆိုတော့ဟောဒီမှာကျွန်တော်က၄ဖြစ်ထဲမှာ ဒီနေရာမှာ shift rate ထည့်မှာ3 8 3ဆိုတော့ကျွန်တော်တို့က၄ဖြစ်မှာအဲ့ဒီ၄ရာဒီ၉နောက်ပိတ်မူလေးကြောင့်၉ပါဝါ၄ဆိုပြီးဖြစ်မှာထိတ်စီးကသူ့အပေါ်၉ချိန်ယောက်ကဟောဒီ၃ထိတ်ကြောင့်၃ပါဝါ၈ထိတ်ဆိုပြီးကစားတဲ့ချိန်မှာ၈ထိတ်နဲ့ဒီနေရာမှာ break shift ဆိုပြီးကျွန်တော်တို့ကကစားမှာအဲ့ဒါမှန်ပါလေက organ တစ်ခွက်ပါတယ်ပေါ့နော်ကျွန်တော် share ထားထားတယ်အဲ့တော့စိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကပြောချင်တာ၈ငါငါ ရှိတုံးခွန်ရှိထိတ်နေပြိတ်ရှိနော်ရှိခွန်တုံးရှိလေးချောက်ရှိချောက်လေးဒီနှစ် ၈၈နှစ်ရှင်၈၈၂၄၆၈၀80ဆယ်ွက်ဒီ၁၀ခွက်ရှိမယ်နော်ဒီ၁၀ခွက်ရှိမယ်အဲ့ဒီ၁၀ခွက်ထဲရမှာကျွန်တော်ကဒီတစ်ခွက်တော့ရွေးပြလိုက်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတည်းက၅ဘူးအကျွေးကြံနေနော်၅ဘူးအကျွေးကြံနေ၅ဘူးအကျွေးကြံတော့ကျွန်တော်ရှင်းငန်း၅ကိုနည်းနည်းလေးတန်တရားဝင်နေနော်ရှင်းငန်း၅နည်းနည်းတန်တရားဝင်နေနောက်တစ်ခုကပြန်ကြလဲ တစ်ချက်ပြန်ကြကြောက်တယ်ကျွန်တော်နှစ်ကက်နဲ့ပြန်ကြည့်ရင်ဒီ9နောက်ပိတ်မူကဒီမှာကျတော့နှစ်ဦးမှ၄ချက်လုံးသူအညီရိုက်ခဲ့တဲ့အတွက်ဒီမှာကျတော့သူကရှေ့ပေါင်းနှစ်ကိုသူက9နောက်ပိတ်ကိုဒီနားမှာရိုက်ထားတယ်အတွက်အဲ့ဒီနှစ်ထဲမှာပဲသူကခွာငားလို့စကြတယ်နဲ့၃နှစ်နဲ့ခွာထားတာခွာထားပြီးရတယ်သူလည်းဝမ်းကျင်ကနန်ပဲပြန်ကြအတိကလုံးမယ်ဆိုရင်တော့ဒီ3-5နှစ်ထက်ရပြန်ကြသို့မဟုတ်ဒီကောင်းဝမ်းကျင်ကနန်9-6တုံးတို့ဘာလို့ပြန်ကြရလဲရှိတယ်ဒီပြန်ကြရတဲ့အကြိုက်တယ်ဆိုရင်ကိုကိုတော့ဒီဟိုချိန်ခိုးကြပါဗျာနော်ကျွန်တော်မှပါတော့ကျွန်တော်မှပါရွေးချယ်ဦးကြတော့မှာဒီကျွန်တော်မြင်တာကိုကျွန်တော်တခါတည်းရှင်းပြလာအဲ့တော့ဒီရှင်းငန်း9တစ်ခွက်ကိုကျွန်တော် နည်းနည်းအနည်းငယ်ကြိုက်တယ်ပိုကြိုက်တယ်ကြိုက်တယ်ဆိုတာကကျွန်တော်တို့ဒီခွန်ခွန်ငါးခုရဲ့ line ကနေလေခွန်ငါးခုရဲ့ငါးကက်ရှိတယ်ပေါ့ငါးကက်ရှိတော့ဒီနှစ်ကက်တွေနဲ့သူကခွက်ခွဲလောက်တာကိုဘာကြောင့်နှစ်ကက်တွေနဲ့ခွက်ခွဲလောက်လို့ဆိုတော့အခေါ်ဒီမှာကြည့်ပြဒီခွန်ခွန်ငါးဒီမှာငါးကက်ခွေတယ်ခွေပြီဆိုတော့နဲ့သူ့နောက်ကကဏ္ဍကကျွန်တော်တို့စာတုံးမူကဏ္ဍအောင်ခဲ့တာခွန်69ကနောက်နှစ်ကိုထွက်တယ်နော်ခွန်69နောက်နှစ်ထွက်တယ်ထွက်ပြီးရတဲ့ခွန်69ရဲ့နောက်နှစ်ထဲမှာဟောဒီခွန်ခွန်ငါးခုရဲ့ရှစ်ရဲ့ရှစ်ထိပ်စီဟာဒီသူ့ရဲ့နောက်ကကဏ္ဍနောက်နှစ်ထွက်တာနဲ့နောက်နှစ်ထဲမှာရှစ်ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးတယ် နော်ရှစ်ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးလေအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်ခွန်ငါးခွေပြီးခွေရာနဲ့သူ့ရဲ့နောက်ကကဏ္ဍနောက်နှစ်ကိုထွက်တယ်၄သုံးရှစ်၄သုံးရှစ်ထွက်ပြီးတာနဲ့သူ့ရဲ့ဒီခွန်ခွန်ငါးခွေရဲ့ဒီထိတ်စီကခွန်မလို့ဒီကောက်ခွန်ငါးခွေရဲ့နောက်က၄ရှစ်သုံးနောက်နှစ်ထွက်တယ်နောက်နှစ်ထဲမှာအဲ့ဒီခွန်ကြောင့်ခွန်ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးလေအဲ့ဒါကဒုတိယကတ်အဲ့တော့ကျွန်တော်ဒီမှာတတိယကတ်ဒီမှာခွန်ခွန်ငါးခွေပြီးခွေပြီးဆိုတဲ့သူ့ရဲ့နောက်က၄၄ခွန်ကနောက်နှစ်ကိုလိုက်ထွက်ပြီးလေထွက်ပေးပြီးတာနဲ့ဒီခွန်ငါးခွေနဲ့ရှစ်ရဒီကိုထိတ်စီဟာဒီ၄၄ခွန်နောက်နှစ်ထွက်တယ်နောက်နှစ်ထဲမှာ၉ရှစ်ဘူးဆိုပြီးလိုက်ထွက်ပြီးတာ ဒါကြီးကနော်ဒါအငိုက်လာမှာနော်မနေ့မနေ့ကတအားဟော့သွားလို့လို့ဒီလိုင်းကနေငါပူကြီးရအဲ့တော့ဒီမှာခွန်ခွန်ငါးခွေတယ်သူ့ရဲ့နောက်ကနှစ်ငါးရှစ်ကနောက်နှစ်ကိုထွက်တယ်ထွက်ပြန်တယ်ဒီခွန်ခွန်ငါးခွေရဲ့ရှစ်ရဒီ6ဖိတ်စီဟာဒီကောင်ထွက်တဲ့နောက်နှစ်ရဲ့နောက်နှစ်ထဲမှာဒီ6ဟာ6ရှစ်ခုဆိုပြီးလိုက်ထွက်တယ်ဒီအနီးကကလေးဖြစ်သွားတာငါတစ်တစ်ခွေတာတွေနဲ့ရောသူကကိုက်ကြီးတယ်နော်ဒီမှာခွန်ခွန်ငါးခွေတယ်ခွန်ငါးခွေပြီဆိုရင်သူ့ရဲ့နောက်ကလေးတစ်ခုကျွန်တော်စာတော်မူကနအောင်ခဲ့တာပဲလေအောင်ခဲ့တော့ဒီအဲ့ဒီခွန်ငါးခွေရဲ့ဒီငါးထိတ်စီဟာဒီကောင်နောက်နှစ်ထွက်တဲ့နောက်နှစ်ထဲမှာလိုက်ထွက်ရမယ်လို့ကျွန်တော်ဒီနေ့ထဲမှာလိုက်ခဲ့တာပဲဟော့လွန်းသွားတယ်နော်အဲ့တော့ ဟိုဒီမှာတစ်ချက်တွေးရမှာကသူ့ရဲ့နောက်ကိုကြားတဲ့ကဏ္ဍ6နှစ်မြောက်က20နဲ့78တိန်ကဏ္ဍရှင်းနေငါเนาะအဲ့တော့ဒီခုံငါခွေတဲ့နောက်ကိုကြားတဲ့ကဏ္ဍသူ့6နှစ်မြောက်ကဒီလိုသွားတာဒီလိုသွားတာသူ့အခွင့်ရတာဒီကောင်နောက်နေလိုက်ထွက်တယ်ဒဲထုတ်ဒီကောင်နောက်နေဒဲထုတ်အဲအဲ့လိုမျိုးသူခွင့်နဲ့သွားတော့ကြတော့အဲ့လိုခုံငါခွေတဲ့နောက်ကိုလာကြခဲ့တော့ဟာဒီမှာအဲ့လိုပဲနော်အဲ့လိုပဲသူကစားခဲ့ပြီးတာ ਨੇ သူ့နဲ့ဒီအချိန်ကြိုက်ကဒီ9ခုခွန်ဆိုတဲ့ကဏ္ဍဟာနောက်9နှစ်မြောက်ကိုဒီမှာလိုက်ထွက်ခဲ့တာ ဘယ်မှာထွက်လို့9တစ်တစ်လို့စောင်းနေနောက်ကိုလိုက်ထွက်ခဲ့တာဒါနှစ်ကန့်နဲ့ဆော့ပြတာနော်ဆော့ပြတာဝမ်းချင်းနော်သူ့ရှေ့က9တစ်တစ်လို့စောင်းနေဒီကိုခါကိုနောက်ပဲဝင်ဒီ9နောက်ပဲဟာ9ထိတ်လို့ပတ်ပြီးကြပါသူထွက်တာအဲ့ဒီကောင်နောက်နေ့ကိုလိုက်ထွက်တာနော်မင်္ဂါခုံကငါကိုခုံကငါကိုခုံကထွက်တော့တယ်465လို့လှဲပြီးတော့ဒီမှာ65လေးလို့ထောင်ပြီးမှအဲ့ဒီငါခုံကချုပ်ခွက်တာနော်တဘောတရားကအဲ့ဒါဆိုရင်ဟုတ်ပြီဒီအဲ့ဒီဒီ78ကြိမ်ဒီခုံ9ခုံရဲ့နောက်ကိုကြာခဲ့တဲ့15နဲ့01ခုံဟာအဲ့ဒီလိုထွက်ခဲ့တဲ့အတွက်ကြောင့်သူ့နဲ့ပုံစံတူပဲဒီမှာ350 ဒီလိုလေးတွေပေါ့နော်ကလင်နာကစိတ်ကူးရင်ဆန်တယ်ဒီ390ဆီလည်းနောက်9နှစ်မြောက်ကိုတနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်9နှစ်မြောက်ကိုငါ930လိုက်ထွက်ခဲ့တာနော်ထွက်တော့လဲသူကဒီ911လာကလင်နာမှာနှစ်ကပ်ပဲရှိတာစောင်းတာနော်စောင်းပြီးရတဲ့ဒီ39ခါဒီမှာ9နောက်ပိတ်လို့ဝင်ပြီးတော့ဒီ9ကငါးထိပ်ဝင်တော့ဒီ39ခါက39နောက်ပိတ်လို့ဝင်ပြီးတော့ဒီ9ကငါးထိပ်နဲ့ဝင်တာဝင်တော့ဒီကောင်နောက်နှစ်ကိုပြန်ထုတ်တာဒီကောင်နောက်နှစ်ကိုပြန်ထုတ်တော့6 4 6 5လို့ထိပ်စီတုံးလုံးလှည့်ပြီးရတဲ့6 5လေးလို့ထိပ်စီတုံးလုံးထောင်းအဲ့လိုထောင်းမှထွက်ခဲ့တာအဲ့တော့ဒီကောင်ကလည်းနောက်နှစ်ကိုပြန်ထွက်တော့ဒီမှာ4 6 5 4 6 5လို့ထိပ်စီတုံးလုံး လှဲပြီးတာမှာဒီ65လေးလို့ထောင်ပြီးမှထွက်ခဲ့တာသူ့ရဲ့ဇောင်းကနန်းလိုက်ချင်နေဆိုရင်သူ့ရဲ့ဇောင်းကနန်းလိုက်ချင်နေဆိုရင်ထမ်းမှာအပိုးခွားတွေ့နေရတာပဲအပိုးကခါအောင်ပဲတစ်ခါအောင်ပဲတင်းနောက်ဘူးကြီးဆွဲချက်သွားမလားတဘောတရားပြောတာအဲ့ဆိုရင်ဒီငါးခါအောင်ပဲငါးနောက်ဘူးဆွဲချက်မလားနှစ်ကန့်နဲ့တွေ့ရတာပေါ့နော်အဲ့အဲ့လိုဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နှစ်ကန့်နဲ့ပြန်ထွေးတွေ့ဒီခုံငါးခွေတဲ့နောက်ခုံငါးခွေတဲ့နောက်ဒီလိုပုံစံတူတွေလုတ်ခဲ့တော့အထောက်တူတွေလုတ်ခဲ့တော့ဒီ6ဟာဒီခုံငါးခွေတဲ့နောက်က၈နှစ်ငါးနောက်နှစ်ကိုထွက်တဲ့နောက်နှစ်ထဲမှာ6ရှစ်ခုလို့ထွက်တာ ਨੇ ဘူပရိရဲ့အောက်ကိုလိုက်ထားတာနော်ဘူပရိရဲ့အောက်ကိုလိုက်ထားတာ အဲ့ဒီနေထာမှာအဲ့ဒီဘူဂရိတ်ဟာပထမဆုံးကြားတဲ့ဘူဂရိတ်အောက်ကိုလိုက်ထားတာနော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီခုံငါးခွေတဲ့နောက်ကိုကြားခဲ့တဲ့၈နှစ်ငါးနဲ့ပုံစံတူချခဲ့တဲ့လေးတစ်ခွန်နောက်နေ့ကိုဒဲထုတ်သွားပြီထောက်တာနဲ့ဒီခုံငါးခွေရဲ့ဒီရှေ့ကထိတ်စီးငါးဟာဒီလေးတစ်ခွန်နောက်နေ့ထွက်တဲ့နောက်နေ့ထဲမှာငါးငါးဘူးပေါ့နော်ငါးရှေ့ဘူးလို့ဒီမှာကြားရမှာကြားမှာဖြစ်တယ်ရောမကြားပဲနဲ့သူကဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နေ့ကဘူဂရိတ်တစ်နှလုံးပျောက်တာလေဘူဂရိတ်ကဟောဒီမှာလာပေါ်လာအဲ့တော့စကြတဲ့ဗရိဘူဂရိတ်ရဲ့အောက်မှာများအဲ့ဒီငါးဘူးကိုကြားသွားမလားနော်ငါးဘူးကြားသွားမလား ဲ့ဒီမှာကိုယ့်ကိုချိန်ပြီးတော့ထိုးပေါ့နော်အကျွေးကြံတာကတော့ငါးဘူးကြံနေတယ်ကျွန်တော်ဒါမန်မာထဲမှာအော်ဂနာလည်းငါးဘူးပါတယ်မန်မာထဲမှာကနန်းမန်မာကနန်းလည်းငါးဘူးပါသေးတယ်နော်ဒါကတော့ကိုယ့်ကိုရွေးထိုးပါကျွန်တော်ကရှင်းငါးငါးတကွက်ကိုရွေးပေးလိုက်တယ်ဆောနာကဗရိတ်80ကွက်ထဲကိုအဲ့ဒါကိုရှင်းငါးငါးကိုတင်ထိုးပေါ့အဲ့တော့ဒီမှာငါးဘူးနဲ့လေကျွန်တော်ငါးဘူးကိုတန်တရားဝင်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကအကျွေးကြံနေတဲ့ငါးဘူးကိုတန်တရားဝင်နေတဲ့အတွက်ကြောင့်ငါးဘူးကိုလည်းကျွန်တော်ကကြိုက်နေတယ်ပေါ့နော်အဲ့တော့ငါး90ငါး90ငါး92 993ဟောဒီနက်ခတ်ခေါနာက669နက်ခတ်အပူကြသွားတယ်လို့အဲ993နက်ခတ်အပူကြသွားအောင်ပဲဗောနော994 999 996 998 999နာနာကိုနော်ဒီဆက်ွက်ကိုထိုးနိုင်ရင်ထိုးပေါ့နော်ဒါကတော့ဟိုတကွက်ထဲထိုးနေတဲ့အာပါအာရန်တော့ထိုးပါနော်ဒါကတော့ဒီဒီဆက်တဲ့ကြိမ်လဲကျွန်တော်ရပထမဆုံး live show ဖြစ်ပါတယ်နော်ခုနကငါးကက် line ကလည်းမကြည့်ရသေးတဲ့လူတွေကျွန်တော်ဆက်ပြီးတော့နှွေးပေးခဲ့မယ် အချာလေးကြည့်ပေးပါတော့နော်ငါကလိုက်ရောဘာကြောင့်လူဟောင်းတွေကတော့ကိစ္စမရှိဘူးလူဟောင်းတွေကကျွန်တော်လိုက်ရှုပ်ကြည့်နေကြလူတွေအဲ့ဒီငါကကငါကလိုင်းကဟိုဟာဖြစ်နေပြီလွတ်ရနေပြီကျွန်တော်အခုလူတစ်တွေအတွက်ပဲအဲ့ဒါကိုအစ်စ်ကနေပြန်ပြောရမှာဖြစ်တော့နည်းနည်းတော့အာ6ပါဗောဗျာမြို့ကျွန်တော်ကလင်တာအဟောင်းရှိလာကြည့်လာအောင်စစ်ကိုလေးအောင်ခဲ့တဲ့ကလင်တာအဟောင်းလေးပေါ့နော်အဲ့ဒီတော့အများကြီးပါခဏလေးနော်ကဲကျွန်တော်ဒီမန်ပါဝင်ရင်လဲချဲတဲ့ဘက်စား အတောင်ချဲ3သုံးပတ်စာ2000ဝဲပါနော်။ဟိုင်းရနေမှာဝင်လေချဲတစ်ပတ်စာဗတ်တရားချဲ3ပတ်စာဗတ်200ပါနော်။တစ်နှလုံးဝင်ရင်ဆက်နှစ်ကြိမ်မကျော်မချင်းရကျွန်တော်မှာပါအကောင့်ထဲမှာထည့်တယ်။အပတ်စီမှာပါထဲမှာ organize site ကြီး live ပြီးတယ်ပြီးတဲ့။အဲ့တော့ဟိုင်းရနေဆိုရင်တစ်နှလုံးစာဒီ2025နှစ်ကုန်ပြီကိုဗတ်တစ်ထောင်ပါ။ဒီမှာပြရစင်းတသိန်းကြတာနော်ဆက်နေကြင်ကြော်မှာပဲကျွန်တော်ဈေးရော့မယ်ဖြစ်ပါတယ်နော်ခဏလေးပါကျွန်တော်ဖုန်းနံပါတ်ခဏလေးကျွန်တော်အဲ့ငါးကတ်လိုင်းကိုဒါက ကျွန်တော်ချောင်းနေတာမဟုတ်တော့ခွာငါဒီကျွန်တော်ကဒါခံရတာများလို့ခံရတာများလို့ဆိုတော့ဒီခွာငါဖြစ်တဲ့လေကျွန်တော်တို့ကလိုက်ရမှာဖြစ်တယ်လို့ဘေးဘေးတိုက်ခွန်ပါလေကျွန်တော်တို့ကလိုက်ရမှာဒါကြောင့်ဘေးတိုက်ခွန်ကိုကျွန်တော်တို့မဲပြီးတော့ခွာငါတွေကအညီလောက်ထားရတဲ့အတွက်ခွာငါအောက်ဆိုပြီးတော့ဆိုရင်ကျွန်တော်တို့အငုတ်ကုန်နေမှာဒါပရိဒီယာအဲ့လိုမျိုးတွေကတအားလောက်တာနော်အဲကြောင့်မို့ကျွန်တော်ကလုံအောင်လိုက်တာခွာငါတွေအောက်ကိုလည်းလိုက်မယ်ဘေးတိုက်ခွန်ရဲ့နောက်ကိုလည်းလိုက်မယ်အဲ့တော့ခေါနာကကျွန်တော်နားလေကျွန်တော်ကျွန်တော်ခေါနာကလည်းနိုင်ရေးပြီးတဲ့ကလင်နာစာရောက်နေတာကြပါဦးနော် ဒီနေ့ရောက်ပါတယ်ဒီလက်ရေးပြီးလဲစာရွက်အဲငါးဘူးနဲ့ငါးဘူးတစ်ချက်တန်တရားဝင်နေဗျာငါးဘူးတစ်ချက်တန်တရားဝင်နေငါးဘူးတစ်ချက်ကိုတန်တရားဝင်နေဒီရှစ်ထိတ်နဲ့ဘရိတ်ရှစ်ဒါကတော့ဒဲစနစ်ပေါ့နော်ရှစ်ထိတ်နဲ့ဘရိတ်ရှစ်ဒီမှာရှစ်ထိတ်နဲ့ဘရိတ်ရှစ်ကလည်းကောင်းတယ်အဲ့ဒါလိုက်ရမှာအသက်စီကျွန်တော်တို့ကခွန်ငါးရဲ့အောက်လေးလိုက်ရမယ်ဗီလက်ခွန်ရဲ့အောက်ကိုလည်းလိုက်ရမယ် အဲ့ဒါ10ဆယ်ခွဲပေါ့ဗျာအာရီယာမလို့ဘူး10ဆယ်ခွဲအဲ့အစင်ကျွန်တော် member တွေ10ဆယ်ခွဲကလေးပါပါလေးတွေရန်ထားပေါ့နော်ရှင်းငါငါနည်းနည်းလေးတင်ထိုးမယ်ကျွန်တော် member card တွေပို့ပို့တော့မှာပါနော်အဲ့တော့အားရကျွန်တော်ဖုန်းနံပါတ်ပါအပတ်စဉ်ဖုန်းပြီးအချင်းသားတပေါင်းနဲ့ဖုန်းပြီးနဲ့မှဝယ်ခြင်းတဲ့လူတွေအတွက် MPD ဖုန်းပြီးပတ်စဉ်တပတ်စာတပေါင်းနဲ့ရပါတယ်နော်၃လက်ခံပေးပါတယ်နားလေးပါ ကျွန်တော်ကလနာပြန်ရှာနေတာဗျာအရှိကိုလေးအောင်ရတဲ့ကလနာဆာရောဟာဟိုဘုံနဲ့ရောက်သွားပြီကဲအားလုံးမင်္ဂလာပါဗျာအဲ့ဒီကျွန်တော်ဒီအဲ့ငါးတက်လိုင်းက ျွန်တော်အဖေအထူးလည်းပြောမှမပြောပါဘူးပြည်ပသားလူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နောက်ရမန်ဘာတွေနဲ့ကျွန်တော်လွှင့်ပြရမယ်ကျွန်တော်မန်ဘာဟိုကနှစ်ကက်လိုင်းလေးနဲ့ကျွန်တော်နှစ်ကက်လိုင်းလေးနဲ့ organizer ကိုထုတ်ထားတယ်နော်နှစ်ကက်လိုင်းဒီကငါးကက်ငါးကက်အပြင်ရန်ကျော်ပုံမှာနှစ်ကက်နဲ့ပြန်ပြီးတော့ဖွဲ့ပြီးတော့ကျွန်တော် organizer ထုတ်ထားတယ်ကဲအားလုံးမင်္ဂလာပါဗျဒီလောက်ပါပဲနော်